အားလုံးမင်္ဂလာပါဒီနေ့တရေတိမဲ့တင်ကန်းကြတော့အခန်း၄လေ့ကျင့်ခန်း၄သမားနှစ်ကနံပါတ်၁ကနေ community ပဲဖြစ်ပါတယ်ဒီခန်းထဲမှာကျတော့ရာဂန်နှုံးနေနော်သင်ရမှာဖြစ်ပါတယ်နော်ရာဂန်နှုံးနေသမားပဲနေပါနော်အဲဒီဒီမှာနံပါတ်၁ကအဘွားတို့ကိုရာဂန်နှုံးပြပြပါတယ်နော်ရာဂန်နှုံးပြပါတယ်ဆိုကာကြီးကနေငါးတီပေးထားပါတယ်ဒီလားဒီပထမဆုံးတစ်ချက်ကိုနံပါတ်ကာကြီးဘုံကိုရေးပါမယ်နော်တရားပုံမှာ38ပုံရှိတယ် ရတရားပုံပုံ39ပုံရှိရဆိုဆေရဂန်နှုံးနဲ့ပြရမယ်ဇဂန်နှုံးဆိုတာဆိုမှာတရားမှာပဲအခြေတည်တာပါကျွန်တော်တို့တရားပုံပုံလေး39ပုံဆိုတော့တို့တရားပိုင်း39ပိုင်းပါနော်တရားပိုင်း39ပိုင်းဆိုရင်ကျွန်တော်ကဘာလို့ပြောလို့ရရလဲ39ရာခိုင်နှုန်းပိုင်းကြီးတရားဖြစ်နေပြီဆိုရင်ကျွန်တော်ဇဂန်နှုံးနဲ့တခါတန်းပြောလို့ရပါတယ်အဲ့ဒါကိုကျွန်တော်သင်္ကေတနဲ့ရေးလို့မယ်ဆိုရင်37%လို့ရပါတယ်နမခဝေပါသူကကျတော့တရားပုံပုံလေး16ပုံနဲ့ ပိုင်းခြေတရားဖြစ်တယ်ဆိုတော့အဆင်ပြေတယ်ဗောနော်အဓိကတော့တရားနဲ့တရားပေါ်မှာခြေတည်ရယ်ဆိုရင်ငါကတော့ရှားရလွယ်ပါတယ်ဒါဆိုရင်တရားပိုင်း16ပိုင်းဒီတရားပိုင်း16ပိုင်းဆိုတော့ဆိုတော့စာနယ်ရေးမယ်ဆိုရင်16ရာခိုင်နော်နော်တင်ငထားနဲ့ရေးမယ်ဆိုတော့16%မှာနံပါတ်ခန်းငယ်ကတရားပုံလေး68ပုံဒါဆိုရင်တရားပိုင်း68ပိုင်းတရားပိုင်းခြေတရားဆိုလို့ရှိရင်ဆိုတော့ပိုင်းဝေရကခင်ရတာရာခိုင်နော်ဟုတ်နော်68ရာခိုင်နော်ဒါမှမဟုတ်98% နော်ဂါကြီးရတဲ့ကျွန်တော်တို့က128ပိုင်း128ပိုင်းသူအပိုင်းရင်းတစ်ခါရေးပေးထားတယ်ဒီလိုလေကျွန်တော်တို့က28ဒီအပိုင်း28ပိုင်းဆိုတာက28ရာခိုင်နှုန်းနော်အဲ့ဒီ28%တော့နံပါတ်5ပါ100ပိုင်း90ပိုင်း100ပိုင်း90ပိုင်းဆိုတော့ကျွန်တော်တို့က90ရာခိုင်နှုန်းနော်15%ဆိုတော့ဒါကတန်းကြီးလည်းရပါတယ်နောက်ကနံပါတ်2ပါဈာန်ကြောင်းလူစုပေါင်း100ဦးရှိပါတယ် 53ခုကမင်းကြီးတွေဖြစ်ကြတယ်ရန်ကုန်လူမျိုးကြီးမင်းကြီးများဖြစ်တယ်လို့။ဒါဆိုတော့အချမ်းသာကျောင်းစုစုပေါင်းက100ဦးမင်းကြီးဦးရေက53အရင်းစီဦးမင်းကြီးရကန်တော့လို့ရှိရင်နော်100ဦးမလည်းကဒီမင်းကြီးဦးရေ53ကိုချမ်းသာစုစုပေါင်း100နဲ့စားပေးရပါမယ်။ဒီ100ပိုင်း53မှာပိုင်းရေ100ဖြစ်နေတယ်ဆိုတော့ရန်ကုန်ကိုတန်းရှာပေးရတယ်53ရာခိုင်နော်53%နော်။အဲ့နံပါတ်3မှာ ူကိုဒီရတင်ချပါတာမှာအမှတ်တရအနေနဲ့80မှတ်ရလေရမှတ်ကိုကြာတိုင်းနေပေါ်လာတယ်နော်အဲ့တော့ခုနအတိုင်းပဲဒီချပါတာမှာပေးမှတ်ကတရသူရတဲ့မှတ်က80ဒါပြီးရတဲ့မှတ်ရရတိုင်းတော့လို့ဆိုရင်ဒီချပါတာရဲ့ရမှတ်ရတိုင်းတော့လို့ဆိုရင်တရပိုင်း80ပိုင်းတရပိုင်း80ပိုင်းဆိုတော့ဆမာ80ရတိုင်းတော့80%ဆိုတော့ရရှိပါတယ်။နောက်တစ်ခုကနံပါတ်၄ပါနော်။ဈာနာကြောင့်စုပေါင်း100ဦးရှိသည့်အနေနဲ့ 45ဦးကရာဇာလိမြို့ဖြစ်တယ်ဆိုရင်ရာဂန်နှုံးမြို့များဒီရာဇာလိမြို့ဖြစ်တယ်နီးတဲ့မိကလေးများဒီရာဂန်နှုံးမြို့များဖြစ်တယ်နော်အဲ့ဒီခြေတော့ရေးမယ်ကျန်းသားကျောင်းစုစုပေါင်းက100ဦးရာဇာလိမြို့ကြီးကကျတော့45ဦးရာဂရုံးမြမြဒီရာဇာလေးမြဖြစ်တယ်နီးတဲ့အဲ့လိုရာဇာလေးရာဂရင်းဆိုတော့100ပိုင်း55ပိုင်းဆိုတော့ကျွန်တော်က55ရာဂရင်းလို့နော်အဲ့ဒါမင်းကလေးဦးရဲ့ရာဂရုံးမြမြလည်းဆိုမင်းကလေးဦးကိုလို့ရှိရင်ကျွန်တော်စုစုပေါင်း100ရာဇာလေးဦး45ရာဂကိုလှုပ်လိုက်မယ် ။အဲဒီမင်းကလေးဦးရေက55ဦးဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရာလိုင်းလုံးနဲ့ပြန်ပြမယ်ဆိုရှင်ဒီဘက်ကုနာတိုင်းပဲမင်းကလေးရာလိုင်းလုံးလို့ရှိရင်တောင်သားစုစုပေါင်း100ဖြစ်တဲ့တရားတရားကိုအချိန်မှတည်ပြီးတော့ဘိုင်းချိန်မှရေးပြီးတော့မင်းကလေးဦးရေ55ရာကိုဘိုင်းဝင်မှရေးလိုက်မယ်။အဲဒီကျွန်တော်ရေနောပြောတဲ့အတိုင်းပဲ55ရာလိုင်းလုံးနဲ့ရှိပါတယ်။ဘုရားနံပါတ်5ပါ။ပုံးချံတစ်ချံမှာအုံးမင်တရားရှိရဲ့နဲ့ဒူးသက်ကိုပင်ကအသီးသီးနေတဲ့။အသီးသီးတော့အပိညာကံတို့များရှိတယ်နီးတဲ့ အသီးမသီးတော့အပင်ရကတော့မြင်ရရှိတယ်ပြီးတော့နောက်ခုမြင်ရအောင်နော်။အဲဒီအုံးကြံမှာရှိတော့အပင်က100ပဲဖြစ်ပါတယ်။အသီးသီးတော့အပင်က39ပဲ။နော်ဒါဆိုရင်အသီးသီးတော့အပင်ရဲ့ရာဂိုင်းတို့လို့ရှိရင်ဒီမှာကအဲရှိတော့အုံးမြို့ပိုင်းကြီးမှာရင်မယ်အသီးသီးရဲ့အုံးမြို့ကို39ပဲကိုပိုင်းဝင်မှာရင်။100ပန်း39ပန်းဆိုတော့ဆက်မှာပါတယ်39ရာဂိုင်း။အကအတိအသေးတော့အပင်ရရခိုင်လို့ဒါဆိုရင်အတိမတိတော့အပင်လို့ရှိရင်ဟိုကနော်ပြောရမယ်ဆိုတော့တရားတွေကနေပြီးအတိအသေးရအပင်39ကိုလို့လဲရှိရင်61ကျန်တယ် အဲ့တော့အသီးမသီးတော့ပင်ရ60ပင်အဲ့ဒီ60တပင်ရရလိုက်တော့လို့ရှိရင်ဆိုတော့100ပိုင်း60တပိုင်းအဲ့ဒီ60တရလိုက်တော့ဖြစ်ပါလေနောက်ကနံပါတ်6ပါအောက်ပါရကတော့အသီးသီးကိုအပိုင်းကိန်းဖြစ်ပေါ်ပြပါတယ်အရှင်းဆုံးပုံစံဖွဲ့လို့ရလိမ့်ရှင်ဖွဲ့ပါတယ်ရကတော့ပုံရမယ်လို့ကျွန်တော်ကအပိုင်းကိန်းနဲ့လည်းဖွဲ့ပြမယ်အပိုင်းကိန်း100ဖြစ်ရမယ်နော်ရကတော့အပြည့်ဆိုတော့100ဖြစ်ရမယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော်ကနံပါတ်ကကြီးက20ရကတော့ဆိုတော့100ပိုင်း20ပိုင်း ဲ့ဒါကိုအကျဉ်းဆုံးပုံစံဖွဲတဲ့အခါမှာကျွန်တော်တို့အကျဉ်းဆုံးပုံစံဆိုတာကျွန်တော်ခြေတာပြောတာကျင်းတာလို့ပြောတာပါဒီ20နဲ့100နဲ့ဆိုရင်ကျွန်တော်တို့ဘာနဲ့ကျင်းလို့ရစီစီ20တရီ20 25ရီ100เนาะဒီပိုင်းဝေကို20နဲ့စားရင်ပိုင်းကြိုလည်း20နဲ့စားရင်အကျဉ်းဆုံးပုံစံရရပေါ့နော်အဲဒီ20တရီ20 25ရီ100ဆိုတော့1.5အဲ့ဒါဘာပုံစံလဲဆိုရင်အရှိဆုံးပုံစံဖြစ်ပါတယ်ပိုင်းဝေကိုနဲ့ပိုင်းကြီးနဲ့စားရတဲ့ခင်ရတူနေရမှာเนาะ ပိုင်းဝင်ကြတော့20နဲ့စားပြီးပိုင်းကျုံကနဲ့ကစားလို့လည်းမရဘူးသူကနှစ်စလုံးကပိုင်းဝင်နဲ့ပိုင်းရင်းနဲ့ကစားတော့တူနေရပါမယ်အဲ့ဒါနမခဝေးပါကျန်တဲ့7300ခိုင်နှုန်းနဲ့အဲ့ဒါကိုစမောအပိုင်းကြီးနဲ့ပေါ်ပြမယ်ဆိုတော့စမော7300ခိုင်နှုန်းဖြစ်တဲ့အောက်ကနေပိုင်းကြီးမှာတရားခံလိုက်မယ်တရားပိုင်း7300ခိုင်တရားပိုင်း7300ခိုင်ကိုကြာစမောအရှင်းဆုံးပုံနဲ့ဖွဲ့လို့မရဘူးလို့ပြောအပွား7300ခိုင်ပါဖြစ်နေတယ်ကုတ္တကိကြီးတို့ရလေးဆိုတော့1နဲ့73နဲ့ပဲ73နဲ့ပဲရမယ်ညနေခင်းနဲ့ခေါ်လို့မရဘူးတရားကြတော့လဲဆိုတော့အစုံလေးနဲ့ပဲရပါဖြစ်တယ် ဒါဖွင့်လို့မရရတဲ့တရားပိုင်းစက်ကုန်မှရမ်းမထားပါနဲ့။နောက်နံပါတ်ကားငယ်ပါ80ရခိုင်နှုန်းဒါသူသူရတိုင်းပဲပိုင်းကြီးမှာတရားခံမယ်ပိုင်းပြည်မှာ80။ဒါသူကျတော့80နဲ့တရားနဲ့ဘာနဲ့ကျင်းလို့ရလဲဆိုကြည့်လိုက်တဲ့အခါမှာဟုတ်အဲ20နဲ့ပဲကျင်းလို့ရမှာနော်။ကိုက60ကိုကြတော့20လေးရှိစေတရားကိုကြတော့25လေးတရား။ဒါလေးဆိုတော့5ပိုင်း4ပိုင်းပေါ့အဲ့ဒါကအရှင်းဆုံးပုံစံပါပဲ။5ပိုင်း4ပိုင်းပေါ့နော်။ အဲ့နမကကြီး90ခွန်ရခိုင်လို့ဆိုတော့ဒီမှာပိုင်းကြီးမှာတရားခံမဲ့ပိုင်းဝင်မှာ90ခွန်ဆိုပြီးရင်ပိုင်းဝေက90ခွန်ကကျတော့ကျမတို့ကမမကိန်းမမကနန်းမကိန်းမပိုင်းကြီးတရားကစုံကြီးဖြစ်တဲ့အပေါ်ရောက်နေချိန်မှာခြေလို့မရအောင်နော်ရရတော့ကျမတို့ရိုင်းမထားမဲ့တရားပိုင်း90ခွန်ပိုင်းအဲ့တော့နမကပါနမကလည်း99ရခိုင်လို့နော်ရခိုင်တော့ပိုင်းကြီးပြောမှာဆိုဒီမှာတိုင်းမဲ့တရားကိုပိုင်းကြီးမှာခံလိုက်မယ်တရားပိုင်း99ပါ ူးနှစ်ခုရတယ်ကျေခြေလို့မရဘူးအရှင်းဆုံးပုံစံလုံးလို့မရဘူးဒီပုံစံတိုင်းပဲထားရမှာဖြစ်တယ်အဖြေကတော့100ပိုင်း99ပိုင်းနဲ့ဖြစ်ပါတယ်ဒါကကျမတို့ကရိုက်ဒီကြားသူပြထားရတဲ့နှုန်းတွေကိုအပိုင်းကြီးနဲ့ပေါ်ပြခြင်းဖြစ်ပါတယ်ဟုတ်ပြီဒါနဲ့နံပါတ်9မှာကျတော့အပါအပိုင်းကြီးတို့ကိုရာဂိုင်းနှုတ်ပြပေါ်ပြပါတယ်သူနံပါတ်6မှာတော့ရာဂိုင်းနှုတ်ပြတတ်တာကိုစမောအပိုင်းကြီးနှုတ်ပေါ်ပြတယ် အခုကသူကအပိုင်းကင်းပေးတာရာဂန်နုနဲ့ပြန်ပေါ်ပြရဲဆိုတော့ရောင်းမြန်ပေါ့နော်ခုနကတော့ကျမတို့ကရာဂန်နုကိုပေးရတဲ့အတွက်ပိုင်းကြီးမှတရားခိုင်းတယ်ဒီမှာကျတော့အပိုင်းကင်းနေပေးတဲ့ကျမတို့ပိုင်းကြီးတရားပြောင်းလို့ရမှာဟုတ်နော်အဲဒီကျုပ်နံပါတ်ကကြီးကနေဆက်ပါမယ်10ပိုင်း9ပိုင်း10ပိုင်း9ပိုင်းဆိုကျမတို့ပိုင်းကြီးတရားပြောင်းလို့30ကိုပိုင်းကြီး30ကို30နဲ့မြောက်မှာပိုင်းကြီး30ကို30နဲ့မြောက်မှာဆိုလို့ရှိရင်ကျမတို့ကပိုင်းဝေကိုလည်း30နဲ့မြောက်ပါမယ် အဲဒီပိုင်းခြေကိုလည်းဆယ်နဲ့မြောက်မယ်ပိုင်းကိုလည်းဆယ်နဲ့မြောက်မယ်ဒါဆိုရင်ပိုင်းခြေက100 100ဒီဆိုတရားဖြစ်သွားမယ်ပိုင်းဝင်က90ဒီပို့ပြီဆိုရင်100ပိုင်း90ပိုင်းနော်အဲဒီဒီဘက်ဘလောက်ရာခိုင်နှုန်းလဲဆိုရင်90ရာခိုင်နှုန်းဖြစ်တယ်ပိုင်းခြေ100ဖြစ်ဆိုရင်ပိုင်းဝင်ကအရာခိုင်နှုန်းပဲပေါ့နော်နောက်ကနံမျက်ခါပေးပါ25ပိုင်း2ပိုင်းဆို25ကိုဆိုတော့100ပြန်လို့4နဲ့မြောက်ပါမယ်ပိုင်းခြေကို4နဲ့မြောက်ရင်ပိုင်းဝင်လည်း4နဲ့မြောက်မယ်25လေးလေး100နှစ်လေးလေးရရှိ တရားပိုင်းရှိပိုင်းဖြစ်တဲ့အတွက်ဆိုမှရာဂိုင်းနဲ့အတွက်မဆိုရင်ရှိရာဂိုင်းဖြစ်ပါတယ်။နောက်တစ်ခုကနံမကငယ်ပါ။နော်15ပိုင်း9ပိုင်းနဲ့ဒါပေမဲ့ဒီလိုအမတရားပြအောင်15ကိုချေဖို့ဘာနဲ့မှမရဘူးမရဘူး။ဒါကြောင့်မို့ဆိုပိုင်းဝင်နဲ့ပိုင်းရင်းတွေကိုချေကြည့်မယ်။3နဲ့ချေလို့ရတယ်။3တို့နေကို3ကြီးဆန်တယ်။ဒါဆိုဆိုမှ9ကိုဆိုရင်တရားပြအောင်20နဲ့မြောက်လို့ရတယ်။ဒါဆိုရင်ပိုင်းကိုလည်း20နဲ့မြောက်မယ်နော်။အဲဒီပိုင်းရတရားပိုင်းဝင်က60ဒါကြောင့်မို့60ရာဂိုင်းလို့ဖြစ်ပါတယ်။ ။သူကနမကကြီးပါ90ဘတ်49ဘတ်တယ်။သူ90ရတယ်ကျွန်တော်တရားပြအောင်လို့နှစ်နဲ့ဟာလေနှစ်နဲ့မြောက်လို့ရတယ်။ပိုင်းဝေကိုလည်းနှစ်နဲ့မြောက်အဲ့ဒီပိုင်းကြီးရတရားပြပါမယ်ပိုင်းကြီးရတော့ပိုင်းဝေရ60ရှိပြပါမယ်ဒါဆိုရင်ဇာကနုအားဖြင့်ဆိုရင်60ရှိဇာကနုဖြစ်ပါတယ်ဘလူကနံပါတ်5ပါနံပါတ်5ကရတဲ့10ပိုင်း4ပိုင်းဆိုရင်10ကိုကျွန်တော်တို့ကတရားပြအောင်နော်တို့လူမြရတဲ့ကျွန်တော်တို့က2 4နဲ့4လီဝင်လိုက်ပါနော်၄တိတ်၄နဲ့၄ရှိဆို1.2ပါ ဝမ်မိုင်တူရကြတယ်နော်အဲဝမ်မိုင်တူမှာဆိုတော့100ပြောင်းလို့နှစ်ကိုဘိုင်းရင်နှစ်ကို100ပြောင်း50လေးညောက်ပါတယ်ဒါဆိုဘိုင်းဝေကိုလည်း50လေးညောက်ဒါဒီ100ဘိုင်း50ပဲနော်ဒါပေမဲ့50ရပါတယ်ဘာလို့ရှစ်နဲ့၄နဲ့ကိုကျင်းလိုက်ရတယ်ဆိုခုနအတိုင်းပဲကျွန်တော်ဘိုင်းရင်100ပြောင်းလို့ပြောလို့ဆိုလို့ရှိရင်ရှစ်ကို100ပြောင်းလို့မမြင်ရဘူးဒါကြောင့်မို့ပေါ်ရောင်းနေကိုနော်ကျင်းလိုက်တာပေါ့နော်ဒီရှိအရှင်းဆုံးပုံစံလုပ်ပြီးတော့မှဆိုတော့ပြန်တွက်ပါတယ်နောက်တစ်ခုကနံပါတ်စာလုံးမှာ35ဘိုင်း28ဘိုင်းသူလည်းအတူတူပဲရှိလို့ နမဆာလုံးနမငါပြင်းနော်သူလည်းတူပဲဆီမှာပြပါလေပိုင်းကြီးတရားပြအောင်လို့လို့မရဘူး35ကိုချာဘူးပိုင်းကြီးတိကလည်းတရားပြအောင်လို့မရတဲ့အခုပုံစံပြနေတယ်ဒါကြောင့်မို့ပေါ်တောင်းနေကိုဘာနဲ့ချိန်လို့ရတယ်ဆိုတော့9နဲ့ချိန်လို့ရတယ်9 48 9 5နဲ့နေတာဒါဆိုရင်4 5ရတယ်ဗျနော်ဒါဆိုငါးကိုဆီမှာတရားပြအောင်20နဲ့မြောက်မယ်ပိုင်းကြီးကို20နဲ့မြောက်ရင်ပိုင်းကြီးကိုလည်း20နဲ့မြောက်ငါးလေး20ဒီ20လေးတွေက80 အဲ့ဒီရာဂန်နှုန်းပြောပြပြောမယ်ဆိုရင်80ရာဂန်နှုန်းဖြစ်ပါတယ်ဟုတ်နော်မြေကတော့လေ့ကျင့်ခန်းလေးတမနစ်ကနံပါတ်1ကနေ9ဒီဗီဖြစ်ပါတယ်နော်အစားဆုံးတိကြည့်ရတဲ့ပြအားလုံးလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာရိုးတွေ့ကြပါမယ်နော်